တော်လှန်လူတို့လွန်ခဲ့တဲ့နှစ်ပေါင်း30ကျော်ကတော်လှန်ရေးမှာ ကျွန်တော်တို့အတွက်သင်ခန်းစာယူစရာတွေ အများကြီးရှိသလို အတူယူစရာတွေ အများကြီးရှိနေခဲ့ပါတယ်။အဲ့ဒီထဲကသင်ခန်းစာယူစရာတချို့ ਨੇ အတူယူစရာတချို့ကို ပြောချင်ပါတယ်။မြန်မာနိုင်ငံရဲ့တော်လှန်ရေးတပ်ဟာရှေ့ကြလွန်းနေ။ဘာလို့အဲ့ဒီလောက်ကြာရသလဲ။ လွတ်လပ်ပြီးခေတ်နောက်ပိုင်းမှာဖြစ်ခဲ့တဲ့ဒေါ်လန်ရေးတွေကိုကြည့်ရင်အချင်းချင်းအပြတ်သက်အနိုင်ရတာမျိုးမဟုတ်ဘဲနဲ့မဆုတ်တာမတတ်တာအခြေအနေတွေကိုနှစ်ဖက်စလုံးက ကြုံခဲ့ကြရတာကိုတွေ့ရပါတယ်။ဘက်ဘက်ကမှအပြတ်သက်မနိုင်ခဲ့ပါဘူး။ဒေါ်လွန်လက်နက်ကင်ပြည်တွင်းစစ်ကိုကြည့်မလား။လူမျိုးစုလက်နက်ကင်တွေနဲ့တိုက်တဲ့စစ်ပွဲတွေကို ကြည့်မလား။နေဆက်စစ်ပွဲတွေကိုကြည့်မလား။အလုံးကနေဆက်မြင်းပေါ်မှာခြေကုပ်ယူပြီးတော့ လွမြောက်နယ်မြေထူထောင်ပြီးရှင်သန်ခဲ့ကြပါတယ်။ပြည်မအထိလာရောက်သိမ့်ပိုက်နိုင်နေဆိုတာရန်ကုန်အစိုးရလိုခေါ်ခေါ်ခဲ့ကြတဲ့ပါလီမန်ခေတ်သဘုံထားမှု ကာလတွေလောက်မှသာဖြစ်ခဲ့တာပါ။အဲ့ဒီနောက်ပိုင်းမှာပြည်မကမျိုးကြီးတွေကို အခိုင်အမာအချိန်တော်ကြာခြေကုပ်ယူနိုင်တဲ့တော်လန်သဘုံတွေမရှိခဲ့ပါဘူး။ဒါဟာစစ်တပ်ကစည်ရင်အားအာတာလိုလားဆိုတော့အဲ့ဒီလိုလည်းမဟုတ်ပါဘူး။ မြို့ကြီးတွေမှာ လူမှုကိုခံတက်ယူပြီးခြေကုပ်ယူနိုင်တဲ့စစ်တပ်ရဲ့လုပ်ရဲကြောင့်သာဖြစ်ပါတယ်။လူမျိုးစုလက်နက်ကင်တွေနဲ့တော်လန်ရေးလက်နက်ကင်တွေဟာ လူမှုမျက်နှာကိုမကြည့်ပဲတော်လန်ရေးအောင်မြင်မှုကိုသာမဲပြီးလုပ်ရင်တော့ဖြစ်နိုင်ခဲ့တာပေါ့။တိတ်မကြခင်က ဖြစ်ခဲ့တဲ့မင်းတပ်ပြည်သူကာကွယ်ရေးတပ်နဲ့စစ်တပ်အကြားဖြစ်တဲ့တိုက်ပွဲလိုမျိုးပေါ့။ပြည်သူကို အထိမနာစေခြင်းလို့ပြည်သူကိုကြားညက်ပြီး အထိခိုက်မများစေခြင်းလို့ပြည်သူ့ကာကွယ်ရေးတပ်ကတက်ဆုပ်ပေးလိုက်တယ်ဆိုတဲ့သဘောပါဒီလိုဖြစ်ရင်တွေကလူမျိုးစုလက်နက်ကင်နယ်မြေတွေမှာအတော်များများဖြစ်ခဲ့ပူတာပါအခုလည်းပဲကချင်ဒေသတွေမှာဖြစ်တဲ့ KIA နဲ့တိုက်တဲ့စစ်ပွဲတွေမှာစစ်တပ်ဟာ KIA ကိုမချိန်မုံနိုင်တာနဲ့ပဲကချင်ရွာတွေကိုပြစ်မှတ်ထားတိုက်ခိုက်တယ်ဒီလိုလုပ်ပုံတွေကြောင့်လူတို့ကအထိနာတော့ KIA ဟာ စီအတာရပေမဲ့တက်ဆုပ်ပေးလိုက်ရတဲ့ဖြစ်အင်တွေမြောင်များစွာ ရှိခဲ့ပူပါတယ်။ဒါဟာလက်နက်ကင်စစ်ပွဲရဲ့သဘောပါ ထားပါတော့။မြေပေါ်မြေအောက်ဒေါ်လာရေးသမားတွေဟာခရက်ဆက်ဆက်ရှိခဲ့ပါတယ်။၈၈နောက်ပိုင်းမှာပုံမပြင်းထန်တဲ့နိုင်ငံရေးဖိနှိပ်မှုတွေပြည်တွင်းမှာဖြစ်ခဲ့ပါတယ်။ဒေါ်လာရေးသမားလူငယ်လူလက် လူကြီးတွေအပေါင်းအသင်းတွေနိုင်ငံရေးသမားတွေဟာ တချို့ဘီပမှာခိုလုံကြရတယ်တချို့ကနေဆက်မြင်းမှာခိုနာကြတယ်တချို့ကတော့အိန္ဒိချင်းနိုင်ငံတွေမှာကြောက်ချပြီးပြည်တွင်းနိုင်ငံရေးအင်အားစုတွေနဲ့ဆက်သွယ်ပြီးတော့တော်လှန်ရေးလုပ်ကြပါတယ်ပြည်တွင်းထဲကမထွက်နိုင် မထွက်ချင်သူတွေကတော့ပြည်တွင်းမှာပဲကိုနေတဲ့ရက်ရွာမှာတူတူသေးသေးတဖုံကျဲကျဲလောင်လောင်တမျိုးအသွင်မျိုးမျိုးယူပြီးတော့ပုံစံအမျိုးမျိုးနဲ့အာနာရှင်ကိုတော်လံပုံကံအာခံကြပါတယ် ထူးသဖြင့်ဖိနှိပ်မှုချုပ်ချယ်မှုတတိလုံးမကတတိလုံးနဲ့အချိန်တွေမှာတောင်းနိုင်ငံရေးကိုပရာဟိတပုံစံအသွင်နဲ့လုပ်ခဲ့ကြတယ်။စာပေဟောပြောပွဲအသွင်နဲ့နိုင်ငံရေးလုပ်ခဲ့ကြတယ်။တရားပွဲအသွင်နဲ့နိုင်ငံရေးလုပ်ခဲ့ကြတယ်။တာမှုနာမှုအသင်းအသွင်နဲ့နိုင်ငံရေးလုပ်ခဲ့ကြတယ်။ပုံစွမ်းလောင်းအသင်းနဲ့နိုင်ငံကြီးလှုပ်ခဲ့ကြတယ်။စာဖတ်သင်းအသွင်နဲ့နိုင်ငံကြီးလှုပ်ခဲ့ကြတယ်။ မြန်မာတော်လိုင်းသမားတွေဟာဖိနှိပ်မှုတွေ ချုပ်ချယ်မှုတွေရှားမှတောင်းသွေးမအေးပဲနိုင်ငံရေးစိတ်ပြင်းထန်ပြီးအာဏာရှင်ကို အာခံခဲ့ကြတယ်ဆိုတဲ့တာရကတွေဟာ1988နဲ့2015အကြားမှာပုံစံအမျိုးမျိုးနဲ့တွေ့မြင်ခဲ့ရပါတယ်။ဒါဟာချီးကျူးစရာအတူယူစရာဂုံယူစရာ ဖြစ်ပါတယ်။စစ်စိုးရလက်ထက်တွေမှာ ပြည်သူဟာမျက်စိပိတ်နားပိတ်ထားခံရပါတယ်။ ဘာကြီးနဲ့အဆက်အသွယ်ပြတ်နေတယ်။ဘာကြီးဟာဘာဖြစ်နေတယ်ဆိုတာကိုအတိမခံခြင်းနဲ့စစ်ဆိုးရဟာပြည်သူကိုနီလန်းပေါင်းစုံဒုက္ခပေါင်းစုံအကျဉ်ကျက်ပေါင်းပေါင်းစုံပေးပြီးတော့ပိတ်ဆို့ထားပါတယ်။ဒီလိုအမျိုးမျိုးပိတ်ဆို့တဲ့အထဲမှာစာပေအမှုပညာယဉ်ကျေးမှုကို စင်စားဖြတ်တောက်ပြီးစစ်ဆိုးရက အစွမ်းကုန်ဒုက္ခပေးခဲ့ပါတယ်။အဲ့ဒီလိုဒုက္ခတွေကြားတဲ့ကနိုင်ငံရေးစိတ်ထက်တဲ့နိုင်ငံရေးစိတ်နိုင်ငံချစ်စိတ တိုင်းပြည်ချစ်စိတ်ပြင်းထန်တဲ့စာပေသမားတွေဟာ ကလောင်အမျိုးမျိုးနဲ့ပြည်သူကို နားဖွင့်ပေးကြတယ်မျက်စိဖွင့်ပေးကြတယ်ကဘာကြီးဘာဖြစ်နေတယ်ဆိုတာပြည်သူမျက်ခြေမပြတ်သွားဖို့အမျိုးမျိုးဖုံဖုံစာပေနုပညာနီးနာတွေတုံးပြီးပြည်သူထံကို ဖြန့်ချီပုံနှိပ်ထုတ်ဝေခဲ့ကြပါတယ်တချို့လဲဘာသာပြန်တချို့လဲအမိတချို့လဲဝတ္ထုအသွင် တချို့လဲအတွေးအမြင်စောင်းပါတဖွဲတချို့လဲအစည်းပုံစံတချို့လဲလေလိုင်းတဲကစသဖြင့်ပေါ့ဒီလိုနဲ့ကမ္ဘာနိုင်ငံရေးနိုင်ငံတကာလူမှုစီးပွားရေးအခြေအနေနဲ့ဖြစ်စဉ်ဖြစ်ရပ်တွေကိုလူတို့ရဲ့အသည့်အုံနောက်ပွင့်အောင်ကလောင်နဲ့ဖြန့်ချီခဲ့တဲ့အစာပေသမားတွေမြောက်များစွာရှိပါတယ်နိုင်ငံရေးစိတ်ပြင်းထန်တဲ့စာအုပ်ပုံနှိပ်ထုတ်ဝေသမားတွေကလည်းတိုးတိုးတိတ်တိတ်နဲ့လူမှုကြားတဲ့ စာကောင်းပေကောင်းတွေနဲ့နိုင်ငံရေးအသိအမြင်တွေကိုခင်းနောက်မကြအောင် ဝိုင်းဝန်းလှုပ်ဆောင်ခဲ့ကြတယ်။သူတို့တွေရဲ့ကျေးဇူးနဲ့မြန်မာလူထုဟာစစ်စိုးရရဲ့မျက်စိပိတ်နားပိတ်ထားခြင်းကို ခံခဲ့ရပေမဲ့ကဘာကြီးကဘာဖြစ်နေတာသူများနိုင်ငံတွေဘာဖြစ်နေတယ်ဆိုတာကို မျက်ခြေမပြတ်ခဲ့ကြပါဘူး။မြန်မာတွေရဲ့တိဟာခင်းနောက်မကြခဲ့ဘူး။ဒါတွေဟာအထွေထွေနိုင်ငံရေးဖိနှိပ်မှုကြားတွေကပဲ စိတ်ချခံယူချက်ထက်ထက်တန်တန်နဲ့လှုပ်ဆောင်ခဲ့တဲ့ကျွန်တော်တို့ရှေးကနောင်တော်တော်လန်ရေးသမားတွေရဲ့တတိဖြတ်တိတွေပဲဖြစ်ပါတယ်စစ်ဆိုးရဟာနိုင်ငံရေးဖိနှိပ်မှုတွေတင် မကပါဘူးစီးပွားရေးရဖိနှိပ်တာလဝဲကြီးအုတ်တာတွေကိုပါလုတ်ခဲ့ပါတယ်လူမှုရေးအရာကန့်သက်တာပိတ်ပင်တာဒါစီတာဖြတ်လို့ဖြစ်စီလုတ်တာတွေပါ အမြောက်အများ ရှိခဲ့ပါတယ် ထောက်လန်းရေးဘိုခင်ညွန့်လက်အောက်မှာအလူးလဲခံခဲ့ရတဲ့ဒုက္ခတွေကဒုနဲ့တေပါအဲ့ဒီလိုအကျဉ်းချက်တွေကြားမှာပဲပြေးကြလွှားကြရတယ်ဥစ္စာစီးပွားတွေကိုကပြက်ရပြက်ဖျက်လို့ဖျက်စီးလောက်ကြလို့ဒေါ်လာရေးသမားများရှိတဲ့မိသားစုအတိုင်းဝိုင်းဟာ အခွင့်အရေးတွေစုံရှုံပြီးလိမ်ပါချို့တက်သွားကြရပါတယ်ဒေါ်လာရေးသမားနိုင်ငံရေးသမားတွေကိုယ်တိုင်ကလည်း တချို့ထောင်ကြတန်းကြတချို့ကပြေးလွှားကြရတချို့အသက်ခံရတချို့ငင်းစေခံရတချို့ကပုံရှိုးကွယ်ရှိုးဒီလိုနဲ့အချိန်ကြာလာတဲ့အခါမှာသူတို့ရဲ့လေးလာမှုသူတို့ရဲ့လေးကျင်းမှုတွေဟာတဖြည်းဖြည်းနဲ့အပြေးလွှားကြမှာထောင်နေတန်းတွေကြားမှာနှိမ်စင်းခဲ့ကြရပါတယ်။စာဖတ်ခြင်းပေမဲ့စာဖတ်လို့မရလေးလာစည်းဘူးခြင်းပေမဲ့လေးလာစည်းဘူးခွင့်မရဒုတက် ကိုတိုးတက်ထားပေမဲ့အသုံးချလို့မရဒီလိုနဲ့အစွမ်းစားတွေတစ်ဖြည်းဖြည်းတုံးခဲ့ကြရတယ်အာနာရှင်ကိုတော်လန်သူပေါင်းမြောင်များစွာတွေကအင်မတန်နေပါတဲ့အရေးတွက်လောက်သာတကယ်အကျဉ်းချက်ထဲကနေသူတို့အစွမ်းစားတွေတုံမသွားအောင်လိလာစီးပူးမှုတွေမပြတ်လုံနိုင်ခဲ့ကြတာပါအဲ့ဒီတကယ်ကိုနည်းနည်းပါးပါးအရေးတွက် တော်တော်များများကတော့အကျဉ်းချက်ထဲမှာဘာကိုမှ မလိလာနိုင်မစီးပူးနိုင် ိုဝန်းစာကိုဖြည့်တင်းခြင်းမရဘဲခံယူချက်ယုံကြည်ချက်နဲ့သာတော်လှန်ရေးကို တိုက်နေခဲ့ကြရတာပါ။ဒါကြောင့်လဲ2015နောက်ပိုင်းတော်လှန်ရေးသမားတွေတဲကစီမံအုပ်ချုပ်ခွင့်ရတဲ့နိုင်ငံရေးသမားကောင်းဆောင်တွေဖြစ်လာတဲ့အခါတိုင်းပြည်ရဲ့တကယ့်ပြုပြင်ပြောင်းလဲရေးတွေကိုတေချာပြီးပြီးပြင်ပြင်မလုပ်နိုင်မူဝါဒတွေကိုကောင်းကောင်းစီမံခံကွဲဖို့ခက်ခဲတဲ့အခြေအနေတွေကြုံကြရတာပါ။ဒါကြောင့်ဆိုရင် လုံရင်းတင်တင်ရင်းလောက်ခဲ့ကြရပါတယ်တချို့တို့ကတော့မုတ်ဆိုးဆိုင်တင်တချို့လည်းမြေစမ်းခရံပြိုတချို့လည်းနိုင်ငံလောက်တာလို့တချို့လည်းသူတော်ကောင်းလူကြီးတွေအဖြစ်ဒီလိုနဲ့ရတဆိုရရဲ့၅နှစ်သက်တမ်းဟာ ဖင်းလဲကောင်းလဲနဲ့ဂုံသွားတာပါဒါဟာတော်လိုင်းကာလဖြတ်သန်းပြီးတကယ်တီးဆောက်တော့မဲ့အချိန်မှာဖြစ်ခဲ့ကြုံခဲ့တဲ့အဖြစ်ပါဒီတော့ အခုမြမနွေဦးတော်လန်ရေးမှာလဲပြောစရာရှိလာပါပြီတော်လန်ရေးလှုပ်ရင် ပြေးရလွှားရဘုံရခိုရထောင်ကျတန်းကြတွေဖြစ်သူတွေဖြစ်ကုန်ပါပြီတချို့လဲတော်လန်ရေးမှာအသက်ပေးရလို့ကွယ်လွန်ဆုံးပါကုန်ကြပါပြီလူပေါင်း800ကျော်အသက်ပေးခဲ့ရပြီးပါပြီလူပေါင်း4000ကျော်ထောင်သွင်းအကျဉ်းချခံရပြီးပါပြီအဲ့ဒီထဲမှာထောင်နဲ့ချီတောင်းနဲ့ချီတိတ်နဲ့ချီလူလူဟာတော်လန်ရေးမှာပါဝင်နေစေပါ ဒီအချင်းဟာတိုင်းပြည်ရဲ့တကယ်အရေးပေါ်ကာလဖြစ်တာမို့ကိုယ့်ရဲ့အသက်အန္တရာယ်ကိုကာဝယ်ဖို့နဲ့စစ်ကောင်စီကိုအမဲ့ချွေချွေနိုင်ရေးတော်လှန်ဖို့ကသိအရေးကြီးတဲ့အလုပ်ဖြစ်မှန်းအားလုံးသိကြပါဗျ။ဒါပေမဲ့အဲ့ဒီထဲမှာတတိထားရမှာကရှေးရခင်ကလိုဖြတ်တန်းခဲ့တဲ့တော်လှန်ရေးမိုးတက်မုန်တိုင်းတွေကြားထဲမှာပြေးလွှားကြရင်ကိုစွမ်းကိုစားတွေတုံမသွားကြဖို့ဖြစ်ပါတယ်။ကို့ဝန်းစားကို ကိုပြန်ဖြည့်ချိန်မရလိုက်တာမျိုးမရှိစေဖို့ဖြစ်ပါတယ်။တချို့လဲရခင်ကလစ်လာထားတဲ့အသည့်တွေကိုဒေါ်လာရေးကာလရောက်မှသာလက်တွေ့အသုံးချနိုင်တာဖြစ်လို့ဒီဒေါ်လာရေးဟာပို့ပြီးတော့တောက်ပြောင်အောင် အကြီးချင်းကိုတပေးသွေးပေးလိုက်တယ်လို့ဖြစ်နေတာတွေ့ရပါတယ်။ဒါပေမဲ့ဒေါ်လာရေးဟာရေရှည်ကြလာရင်ဒေါ်လာရေးတွေဝန်းစားဟာအမှန်ပဲပြန်လိုလာပါလိမ့်မယ်။ထို့နည်း၎င်း ဒေါ်လန်ရေးလွန်ကာလဒီဆောက်ရေးကာလတွေပြောင်းရောက်လာတဲ့အခါသူတော်ကောင်းလူအားကြီးတွေမဖြစ်ဖို့လဲသတိထားရပါလိမ့်မယ်ဒီတော့ဒေါ်လန်ရေးကာလမှာလဲဝမ်းစာဖြည့်ဖို့မမေ့ချစေပါနဲ့ဒေါ်လန်ရေးမှာဓာသွေးကြောက်တွေလို့တဖြည်းဖြည်းပါသွားတာမျိုးအမြဲတရရပါဒါကြောင့်တတ်နိုင်သူ၏ရာထသမျှနီလန်တဲမှာလေလာတဲ့လေလာထိုက်တာတွင်အသည့်ဝမ်းစာကို ဖြည့်ခြင်းဖို့မမေ့ပါနဲ့ ဒေါ်လာကြီးဟာဘလောက်ကြမယ်မပြောနိုင်သေးပါဘူးအချိန်ဟာ အဆုံးဖြတ်ပြီးသွားမှာဖြစ်တာကြောင့်ဒေါ်လာကြီးလွန်ကာလတိဆောက်ရေးကာလတွေမှာလည်းကိုစန်းကိုစားတွေထက်မြက်နေစေဖို့လိလစည်းဘူးမှုကိုဒေါ်လာကြီးလှုပ်ရင်မပြက်ဖြစ်တင်းတင်ကြောင်းလက်တို့လိုက်ရပါတယ်ကိုခါအကောင်းသောဒေါ်လာကြီးဖြင့်ရှေ့ဆက်ကြပါစို့အတိဝန်းစာပြည်တင်းသောဒေါ်လာကြီးဖြင့်ရှေ့ဆက်ကြပါစို့ တီဆောင်ရေးကာလရောက်တဲ့ခါမှာသူတော်ကောင်းလူအကြီးတွေမဖြစ်ကြစေဖို့သင်ငန်းစာယူကြပါစို့ခမညာ။